ါရှင် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကကြိုဆိုပါရစေဒီကနေ့မြန်မာတက်ကရ1389ခုနဲ့ကစုံလာပြေကျော်2ရက်နေ့ခရစ်နှစ်2018ခုနဲ့မေလ12ရက်တောက်ကြနေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီကနေ့မှာရှုစားကြရမယ့်သတင်းတွေမှာဆိုရင်တော့ငင်းကြဲရေးကိုမလိုချင်လို့ကြံကြအောင်ပြုတ်လုပ်နေတာတွေရှိတယ်လို့ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်တဲ့သတင်း ရိတ်ကျောလူတက်မှုရဲ့ဖြစ်ရက်အစုံလင်ကိုရိုက်ကူးထားတဲ့ရုပ်သံမှတ်တမ်းပြသသွားမယ်အကြောင်းထိုင်းနိုင်ငံတော်ဝင်မိသားစုကိုထိခိုက်စေတဲ့ပေါ်ပြမှုတွေကိုလူမှုကွန်ရက်မှာတင်ပြရင်အေးအေးယူသွားမယ်တဲ့တင်စားတဲ့သတင်းတွေနဲ့တူတခြားတို့ကြတဲ့ပြည်ရင်းပြည်ပါသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အခုပထမအဦးဆုံးအနေနဲ့ ငြိမ်းချမ်းရေးကိုမလိုချင်လို့ဤမျိုးမျိုးနဲ့ကြန့်ကြအောင်လှုပ်ဆောင်နေတာတွေရှိတယ်လို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။မေလ12ရက်နေ့ကနေပြည်တော်မှာရှိတဲ့တင်ကာဟာဟိုတယ်မှာကျင်းပပြုလုပ်တဲ့ပြည်တော်စုငြိမ်းချမ်းရေးဆွေးနွေးပွဲပူးတွဲကော်မတီ UPDJC စည်းဝေးဖွင့်မေကောမှာဒေါအောင်ဆန်းစုကြည်ကအဲ့ဒီလိုပြောကြားလိုက်တာပါ။ဒီလိုပြောကြရမှာတော့ငြိမ်းချမ်းရေးအတွက်တကယ်ရောဆန္ဒရှိကြရဲ့လားလို့မေကွန်းထုတ်ပြီး တကယ်ဆန္ဒရှိမှကြံတဲ့ဝရိယစိတ်တဲ့ပညာတို့နဲ့ပံ့ပိုးပြီးတော့အောင်မြင်မှုကိုရရှိနိုင်မယ်လို့လည်းပြောကြားခဲ့တာပါ။ဒါအပြင်ဒေါအောင်ဆန်းစုကြည်ကအခမ်းအနားကိုတက်ရောက်လာသူအလုံးဟာငြိမ်းချမ်းရေးအတွက်စစ်မှန်တဲ့ဆန္ဒရှိတယ်လို့ယုံကြည်ကြောင်းနဲ့အမှန်တကယ်ရှိမရှိဆိုတာကတော့ပြည်သူလူထုနဲ့သမိုင်းကဆုံးဖြတ်လိုက်မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်ရှင်။ ထိုင်းနိုင်ငံလေကျွန်းလူတက်မှုနဲ့ပတ်သက်ပြီးတေတံချမှတ်ခံထားရတဲ့မြန်မာနိုင်ငံသားနှစ်ဦးရဲ့အချက်အလက်မှန်တွေကိုအများပြည်သူသိရှိစေဖို့အတွက်ရိုက်ကူးထားတဲ့ရုပ်သံမှတ်တမ်းကိုအွန်လိုင်းကနေတင်ပြသွားမှာဖြစ်ပါတယ်။ဒီသတင်းကိုတော့ MCN သတင်းတော့ကေဇွန်တွေကပေးပို့ထားပါတယ်ရှင်။ ီးခဲ့တဲ့2014ခုနှစ်ကထိုင်းနိုင်ငံလေကျွန်းလူသက်မှုနဲ့ပတ်သက်ပြီးတည်တံရှမဲ့ခံထားရတဲ့မြန်မာနိုင်ငံသားဝင်းစော်ထွန်းနဲ့ဇော်လင်းတို့ရဲ့မှတ်တမ်းတွေကိုစူးစီးထားတဲ့7မိနစ်စာရုပ်သံမှတ်တမ်းဗီဒီယိုကိုမကြာခင်ရပ်ပိုင်းအတွင်းအင်တာနက်အွန်လိုင်းကနေထုတ်လင်းပြသသွားမှာဖြစ်ပါတယ်။မေလ12ရက်နေ့ကဘူတရောင်ဖျားလမ်းမှာရှိတဲ့ Orchid Hotel မှာအဲ့ဒီရုပ်သံမှတ်တမ်းထုတ်လင်းပြသသွားဖို့ရှိနေတာနဲ့ပတ်သက်ပြီးသတင်းစာအရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။ဒီကျွန်းနဲ့ပတ်သက်တဲ့ဖြစ်စဉ်ကိုရှင်းရှင်းလင်းလင်းသိစေချင်တယ်။ဒါကြောင့်မို့ကျွန်တော်အစိုးရပိုင်း ရုတ်တန့်တိုင်းနေရာတွေဆိုကျွန်တော်ကတွင်ချင်လို့ကျွန်တော်ပြီးခဲ့တဲ့လတွေကကျွန်တော်တန်တရားဝင်ကြီးဌာနနဲ့နိုင်ငံတော်တနေခိုင်ရုပ်တော့ကျွန်တော်ဒီဒီလထဲမှာတော့ကျွန်တော်ဒီအစွမ်းဝင်ဌာနကအကြောင်းမပြောတော့ကျွန်တော်ကာကွယ်ရေးဝင်ကြီးဌာနနဲ့ကျွန်တော်ကဆန်းပြီးတော့ support ထားတယ်အဓိကကာကွယ်ရေးဝင်ကြီးဌာန project လဲကျွန်တော်အနည်းဆုံးတော့မြောက်ဒီကနေပြီးတော့ဆွေးနွေးကြလို့ရှင်လည်းမဆိုးဆိုးရွယ်ချက်နဲ့အခုချိန်ထိပေါ့ကျွန်တော်အခုဒီမနေ့ထိတော့ကျွန်တော်ဘယ်ဝင်ကြီးဌာနမှာကျွန်တော် အကြောင်းပြန်ကြရေးမရှိဘူး။ဒါပေမဲ့ကျွန်တော်ကတော့သူတို့အကြောင်းပြန်ကြကြမှာကြာကြာကျွန်တော်တို့အနေနဲ့ဒီရက်ပိုင်းတွင်းမှာပဲကျွန်တော်တို့ဒီလူမှုကွန်ရက်တွေအစင်တချို့ကျွန်တော်တို့ရဲ့ဒီမှတ်တမ်းကိုခွင့်ပေးနိုင်တဲ့ရုပ်သံတွေအစင်ကျွန်တော်တို့ကတော့ဆက်ပြီးတော့ခွင့်ပြုသွားမယ်လို့ကျွန်တော်ဆိုချင်တာ။ဒီရုပ်သံမှတ်တမ်းမှာရုပ်သံသတင်းဖော်ပြချက်တွေအပြင်ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နဲ့အမှုကိုလိုက်ပါဆောင်ရွက်ပေးသူတွေရဲ့သုံးသပ်ချက်တွေလည်းပါဝင်ပါတယ်။အခုလိုထုတ်လင်းပြသရတာဟာ ဒီအမှုရဲ့ဖြစ်စဉ်မှာပါဝင်တဲ့အချက်အလက်တွေကိုမြန်မာနိုင်ငံသားတွေမှန်ကန်စွာသိရအောင်ဖြစ်တယ်လို့ထိုင်းနိုင်ငံအစီအစဉ်ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအလုံသမားဌာနကဦးမိုးဝေကအခုလိုပြောတာပါရုပ်သမန္တန်တော့တကယ်ဖြစ်ဖြစ်တကယ်အခြေအနေတွေကျွန်တော်ရရတဲ့မှတ်တမ်းတွေဖြစ်ပါတယ်ဒီမှတ်တမ်းစုဆောင်ပြီးတော့ကျွန်တော်ဒီဟာလေးဒီခွေလေးထုတ်ရတာဖြစ်ပါတယ်ဒီခွေလေးရတဲ့ session တော့တက်နေဆုံးဒီလူတို့ကျွန်တော်အသိအောင်တက်နေဆုံးကျွန်တော်ပြသွားဖို့ဖြတ်ဝေဖို့ရှိပါတယ် ထိုင်းနိုင်ငံဆူရက်ဌာနီခရိုင်လေးကျွန်းမှာ2014ခုနှစ်ကဗီဒီနိုင်ငံသားစုံတွဲနှစ်ဦးအသက်ခံရတာနဲ့ပတ်သက်ပြီးဝင်းစော်ထွန်းနဲ့ဇော်လင်းတို့နှစ်ဦးကို2016ခုနှစ်မှာကော့စမီခရိုင်တရားရုံးကနေတေးတန်ချမှတ်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုတေးတန်ချမှတ်ခဲ့တာနဲ့ပတ်သက်ပြီးအယူခံတွေကိုအကြင်ကြင်ဝင်ခဲ့ပြီမယ်။ပယ်ချခံခဲ့ရပြီးလာမယ့်မေလ23ရက်မှာနောက်ဆုံးအဆင့်အယူခံဝင်ရမှာဖြစ်ပါတယ်ရှင်။ မြန်မာနိုင်ငံမှာအဂရိလိုက်စားမှုတွေကိုရာဇဝတ်မှုအဖြစ်သတ်မှတ်တော့မယ်လို့အဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ဥက္ကဋ္ဌဦးမြဝင်းကပြောကြားလိုက်ပါတယ်။မေလ17ရက်နေ့မနက်ပိုင်းကနေပြည်တော်မှာရှိတဲ့ The Hotel Royal Ace မှာကျင်းပပြုလုပ်တဲ့အရှိတောင်အာရှအဂရိလိုက်စားမှုတိုက်ဖြတ်ရေးအဖွဲ့ SCAPAC ရဲ့73ကြိမ်မြောက်ရုံးဖွဲ့စည်းဝေးမှာအဲ့ဒီလိုပြောကြားလိုက်တာပါ။ဒီလိုပြောကြားရမှာတော့အဂရိလိုက်စားမှုကြောင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ လူချင်းစရိုက်တွေကိုထိခိုက်ပျက်စီးစေတယ်လို့လည်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့အရှိတောင်အာရှအဂရိလိုက်ဆောင်မှုတိုက်ဖြတ်ရေးအဖွဲ့ရဲ့အဖွဲ့ဝင်အဖြစ်2023ခုနှစ်ကမှစတင်ဝင်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်2019ခုနှစ်မှာတော့မြန်မာနိုင်ငံက SCA PAC ရဲ့နှစ်စဉ်ပုံမှန်အစည်းအဝေးတွေကိုအင်ရှင်အဖြစ်လက်ခံကျင်းပနေတာပါဒီအစည်းအဝေးကိုတော့နေပြည်တော်မှာမေလ12ရက်နေ့ထိလက်ခံကျင်းပသွားမှာပဲဖြစ်ပါတယ်ရှင် မြန်မာနိုင်ငံမှာခလေးလုံသမားတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးတာတွေမရှိသလောက်ကိုနှေးပါနေတယ်လို့ MCRB ရဲ့အစီရင်ခံစာမှာဖော်ပြလိုက်ပါတယ်။ဒီသတင်းကိုတော့ MCN သတင်းတောက်ကြော်တွူးလင်ကပေးပို့ထားပါတယ်ရှင်။မြန်မာစီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်ကူပြုဌာနကမေလ17ရက်နေ့မှာရန်ကုန်မြို့ New Era Hotel မှာမြန်မာနိုင်ငံရှိခလေးသူငယ်တွေရဲ့စီးပွားရေးလုပ်ငန်းအနှစ်ချုပ်အစီရင်ခံစာနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။ ကလေးသူငယ်တွေကစားတောက်ဆိုင်၊လက်ဖေးဆိုင်၊လက်ဆောင်ပစ္စည်းအယောင်းဆိုင်၊အဲလဲညွန်နဲ့တောင်းရန်စားတောက်တဲ့လုပ်ငန်းတွေမှာလုံခြုံနေကြရပြီးတရားဥပဒေဆိုင်ရာအသိမြင်နေတာတွေစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေမရှိတာကြောင့်ကောက်ွယ်ပေးဖို့လိုအပ်တယ်လို့အဲ့ဒီစီရင်ခံစာမှာဖော်ပြထားပါတယ်။ကျမတို့အတွေ့အကြုံအရပြောရရင်တော့မြန်မာနိုင်ငံမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်အများစုကကလေးသူငယ်တွေပေါ့အဲ့ဒီလုပ်ငန်းကနေဘလို့တယောက်မှုတွေရှိနေလဲဆိုတာမေးခဲ့ကြပါတယ်။ကလေးလူသမားနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေလည်းမကြာခဏဆိုသလိုကျမတို့တွေ့နေရပါတယ်။ အထူးသဖြင့်လပိတ်ဆိုင်တွေဥယျာဉ်ချမ်းမြေအလုပ်တွေကနေတပိုင်းတိုင်းတက်ထုတွေနဲ့အခြားကဏ္ဍတွေမှာလည်းတရားမဝင်ကလေးလုပ်သားတွေကိုတွေ့နေရတာဖြစ်ပါတယ်။ဒါပြင်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ကလေးသူငယ်အခွင့်အရေးကိုလေးစားလိုက်နာမှုရှိမရှိဆိုတာကိုစောင့်ကြည့်ဖို့လိုအပ်နေပြီးအသက်၁၄နှစ်အောက်ကလေးအလုပ်သမားတွေအတွက်လုံခြုံစိတ်ချရတဲ့အလုပ်ကံတွေကိုထောက်ပံ့ပေးဖို့လိုအပ်နေတာပါ။ so so that's where လုံငန်းရှင်တွေအနေနဲ့ငွေရတဲ့ကလေးတငယ်တွေအတွက်လုံခြုံစိတ်ချရပြီးရေသွေးကောင်းတဲ့လုံကင်တွေကိုအထောက်ပံ့ပေးနိုင်သလားဆိုတာမေးခွန်းထုတ်တဲ့အချိန်မှာကလေးတငယ်တွေရဲ့လိမ်မိုင်းဆိုင်ရာနောက်ဆက်စော်ကားမခံရအောင်ဘလို့ကာကွယ်ရမလဲဆိုတဲ့အသိပညာပေးမြင့်တင်မှုတွေဆောင်ရွက်ပေးဖို့လည်းလိုအပ်နေပါတယ်။ဒီနေ့ချို့အကြံပြုချက်အစီရင်ခံစာကိုမြမစီပွားရေးကဏ္ဍတာဝန်ယူမှုရှိအထောက်ကူပြုဌာနကပြုစုခဲ့တာဖြစ်ပြီးအဲ့ဒီအစီရင်ခံစာသတင်းစာရှင်းလင်းပွဲကိုကလေးသူငယ်အခွင့်အရေးကျွမ်းကျင်ပညာရှင်တွေ ကလေးသူငယ်ကိုစားပြုအလုပ်လုပ်ပေးနေတဲ့အဖွဲ့အစည်းတွေနဲ့ကမ္ဘာကုလသမဂ္ဂအေဂျင်စီတွေလည်းတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာရန်ကုန်မြို့တော်အတွင်းကဈေးပေါင်း20တဈေးကိုအစစ်မြစ်တင်မှုလုပ်ငန်းတွေစတင်လုပ်ကိုင်းတော့မှာ ဖြစ်ပါတယ်ရန်ကုန်မြို့တော်စီပင်တာယာရေးကော်မတီဈေးများဌာနဒုတိယဌာနမှဦးစီတူလွင်ကမြမအလင်းသတင်းစာရဲ့တွဲဆုံမေးမြန်းမှုကိုဖြေကြားစင်မှာအဲ့ဒီလိုပြောကြားလိုက်တာပါဒီလိုအစစ်မြစ်တင်မှုတွေကိုလုံဆောင်မဲ့စီမံကိန်းထဲမှာပါဝင်တဲ့ဈေးတွေကတော့ ဘိုတထောင်မြို့နယ်ဘိုကလေးစီစမ်းကြောင်းမြို့နယ်ကွာစီဗပဲရန်မြို့နယ်တိန်ကြီးစီစီယုံဤယုံတောင်မွေမြို့နယ်မင်္ဂလာစီတင်ကန်းကျိုးမြို့နယ်စံပြစီတောင်မွေမြို့နယ်တောင်မွေယာရီစီတောင်ဥကလာမြို့နယ်နန္ဒဝွန်စီမရန်ကုန်မြို့နယ်မြရတနာစီပဇွန်တောင်မြို့နယ်ပဇွန်တောင်စီဒလမြို့နယ်ကမာစစ်စီနယ်လှိုင်မြို့နယ်လှိုင်ရတနာစီတို့ပါဝင်နေတာပါ။ ဒီဇဲတွေကိုအစစ်မြစ်တယ်မှုအတွက်ဒီဇိုင်းတွေကိုတော့မြန်မာနိုင်ငံဘီတုကာပညာရှင်အသင်းကပြိုင်ပွဲတွေလုပ်ပြီးရွေးချယ်နေတာဖြစ်ပါတယ်ရှင်။ပိုင်ရှင်ရှိတဲ့မြေယာတွေကိုမြေနူကျွန်းအဖြစ်သတ်မှတ်ခွဲဝေမှုအပေါ်တောင်သူ900ကျော်ကမန္တလေးမြို့မှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဒီသတင်းကိုတော့ MCN သတင်းတောက်ညံလင်းထုကပေးပို့ထားပါတယ်ရှင်။မန္တလေးတိုင်းဒေသကြီးမြင်းကြံခရိုင်ငန်းမြကြီးကျေးရွာက တောင်သူတွေရဲ့မြေရင်မြေတွေကို ရင်းနှူးကျုံးဖြစ်တတ်မှတ်ပြီးတော့ခွဲဝေပေးမှုကြောင့်နေနာသူတောင်သူတွေကမန္တလေးမြို့မှာဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ဒီနေ့ဆယ်မြောင်းဝန်ကြီးဌာနဝန်ကြီးဦးစိုးတန်းရဲ့လှုပ်ရက်တွေကိုတာဝန်ရှိသူတွေသိရှိစေဖို့အတွက်ရည်ရွယ်ပြီးတော့မန္တလေးမြို့မှာလာရောက်ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။လက်စွပ်ဝန်ကြီးဒေါက်တာစိုးတန်းကရင်းနှူးကျုံးမြေကျုံးဥပဒေနားမလဲမင်းတို့ကျိုးမြင်ကျိုးဒီမောဝင်လည်းမတင်ဘူးအဲကြောင့်ဒီပြန်တော့တရားရှင်ဖြစ်ပါမယ်အဲကြောင့်ကျွန်တော်ဒီနေရာနေပြီးတော့ ဒေါက်တာစောတော့ကိုမြင်လို့ကျောင်းမြင်လို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်မြင်ကျောင်းကဘလို့မြင်ရင်ကျောင်းကဘလို့မြင်လို့ကျောင်းကဘလို့သိအောင်လဲကျွန်တော်ဇင်းရနေပြောလိုက်ချင်တယ်ကျွန်တော်တို့မြင်လို့ကျောင်းဆိုဒီမှာနှစ်စဉ်မြေသားမြင်နေတဲ့ပြင်ပြောင်းလဲပြီးနန္ဒမိတ်တီမဲချင်းမရှိပဲသိမချင်းရောအပေါ်ချင်းမရှိတော့တနေ့တခါပေါ်ပေါ်ပြီးမြင်ရဝင်၍အနေထိုင်ပြီးဖြစ်ပေါ်လာတော့ကျုံဆိုလိုပါလေအဲ့ဒါမြင်လို့ကျောင်းပါဗျာမြေတီမဲကျောင်းဆိုဒီမှာနှစ်စဉ်မြင်ရဝင်တော့လဲမြေသားမျက်နှာပြင်ပြောင်းလဲချင်းမရှိချင်းနှစ်ရှည်ပြီးချင်းများပေါ်ရောက်ချင်း နန်းနမိတ်ပြောလို့ချင်းမရှိရဒီမြဲချင်းရွာနန်းနမိတ်နဲ့တစ်ဆက်တစ်ဆက်အထက်ရှိနေချင်းကိုဆိုလို့တော့အဲ့ဒါဒီမြဲချင်းပါကျွန်တော်တို့အဲ့ဒီဒီမြဲချင်းကိုသူကဒီမြဲချင်းသဘောတရားလဲနားမလည်ပဲနဲ့မြင်လို့ကြိုးဆိုပြီးတော့ဝေချမ်းတာဒီဆန္ဒဖော်ထုတ်ပွဲမှာဒေသခံတောင်သူနဲ့ဝန်ရံသူ စုစုပေါင်း900ကျော်လောက်ပါဝင်ခဲ့ကြပါတယ်အဲ့ဒီဆန္ဒပြပွဲမှာစိုက်ပျိုးရေးနဲ့လယ်စေဝန်ကြီးအလိုမရှိတောင်သူအချင်းချင်းရန်တိုက်သူ တို့ရန်သူ စိုက်ပျိုးရေးနှင့်လယ်စံဝန်ကြီးပြုတ်ကြရေးတို့အရေးစတဲ့ကြွေးကြော်တန်းတွေနဲ့ဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်ဆန္ဒပြခြင်းကအကြောင်းရောကျွန်တော်တို့နှစ်ပေါင်း40ကျော်တော့လုတ်ကင် စားတောက်လာတဲ့ဘိုးစဉ်ပုံဆက်တားစဉ်မြေဆက်ထိလုတ်ကင်စားတောက်လာတဲ့မြေကြီးအနေဘူးကျွန်တော်တို့အတိုင်းအစိုးရအဖွဲ့ချုပ်ညို့နေညို့နေလယ်စီအဖွဲ့ချုပ် ရဲ့ဝါရဲ့ဝါအုပ်ချုပ်ရေးအပွဲချုပ်တွေကမြင်းနုဝါလို့သတ်မှတ်ပြီးတော့ဝေချမ်းနေတာကိုကျွန်တော်တို့မခံမရနိုင်တဲ့တောင်ပြည်ဝဲကိုစားဆန္ဒပြရခြင်းဖြစ်ပါတယ်ဒီဆန္ဒပြပွဲကိုမန္တလေးတောင်ကြီးကစတင်ခဲ့ပြီး62လမ်းအတိုင်းလမ်းလျှောက်ချီတိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။အခုလိုဆန္ဒထုတ်ဖော်မှုကြောင့်တစုံတရာထူးခြားပြောင်းလဲမှုမရှိပါကထပ်မံပြီးတော့ဆန္ဒဖော်ထုတ်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်ရှင်။ မနေ့ကတရုတ်နိုင်ငံအနောက်ပိုင်းစင်ကျင်းပြည်နယ်မှာမြေငလျင်တစ်ခုလှုပ်ခတ်မှုကြောင့်လူ၈ဦးခန့်သေဆုံးခဲ့ပြီး23ဦးခန့်ဒဏ်ရာရရှိခဲ့ကြပါတယ်ဒါအပြင်နေအိမ်ပေါင်း1500ကျော်လည်းပျက်စီးသွားခဲ့ရပါတယ်။ဒေသစံတော်ချိန်မနက်6နာရီဝန်းကျင်လောက်မှာအင်အား9.4ရစ်ချတာစကေးရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးတရုတ်ရှေးဟောင်းပိုလန်မကြီးရဲ့အနောက်တောင်နဲ့တောင်ဘက်133မိုင်ကွာကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာဖြစ်ကြောင်းအမေရိကန်ဘူမိပေဒါဆိုင်ရာဆာဗေးတိုင်းတာချက်ကဖော်ပြခဲ့ပါတယ်။နောက်ဆက်တွဲလှုပ်ခတ်မှုတွေကြောင့်မြေပြင်ဟာပုံမိုလှုပ်ရမ်းခဲ့ပြီးထိခိုက်မှုပုံမိုဖြစ်ပေါ်စေခဲ့တာပါ။လူဦးရေ449ဦးနေထိုင်တဲ့ကွီကန်ရွာမှာလည်းငလျင်တန်းကိုအပြင်းထန်ဆုံးထိခိုက်ခံစားခဲ့ရပြီးအပျက်စီးတွေကြောင့်မှပိတ်မိနေတဲ့သူတွေကိုရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကလိုက်လံရှာဖွေနေစေဖြစ်ပါတယ်။ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက်စစ်သား1000နဲ့ စေတနာဝန်တန်းအယက်သား1500တို့ကရှင်သန်ကြံရည်သူတွေကို လိုက်လံကူညီပေးနေဒါလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံမှာငလျင်တန်းကိုပုံမှန်ခန်းစားရလေရှိပြီးအဖြစ်များတဲ့ဒေသတွေကတော့တောင်တန်းထူထပ်တဲ့အနောက်ပိုင်းနဲ့အနောက်တောင်ပိုင်းဒေသတွေပဲဖြစ်ပါတယ်။2003ခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်းအဆိုပါဇင်ကျင်းပြည်နယ်မှာအင်အားပြည့်ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှုကြောင့်လူပေါင်း250ကျော်သေဆုံးခဲ့ရပါတယ်ရှင်။ ထိုင်းပြည်စနစ်ပေါ်ထိခိုက်ရေးသားတဲ့ post တွေကိုဖယ်ရှားပေးရမယ်လို့ Facebook ကို ထိုင်းအစိုးရကသတိပေးပြောဆိုလိုက်ပြီးမလိုက်နာပါကတရားစွဲခံရမယ်လို့ပြောကြားလိုက်ပါတယ်။ထိုင်းနိုင်ငံရဲ့တင်းကျပ်တဲ့ဘရင်ဆိုင်ရာဥပဒေအရမှတ်ချက်ပေးမှုအလုံးကိုဥပဒေအရအရေးယူမှာဖြစ်ပြီးပြစ်မှုထင်ရှားခဲ့ရင်ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရမှာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာတော်ဝင်မိသားစုကို စော်ကားကြောင်းပြစ်မှုထင်ရှားခဲ့မယ်ဆိုရင်တော့ထောင်ဒဏ်15နှစ်အထိချမှတ်ခံနိုင်ရပါတယ်။ 2015ခုနှစ်ကဘရင်ကြီးဘူမိဘောကိုသူ့ရဲ့ခွေးကလောင်ပြောင်နေတဲ့ပုံ Facebook မှာ post တင်ခဲ့သူအမျိုးသားတအူးကို ထောင်နဲ့15နှစ်ချမှတ်ခဲ့ပါတယ်။2014ခုနှစ်မှာအာနာသိမ့်ပြီးတက်လာတဲ့ထိုင်းစစ်အစိုးရဟာဘရင်စနစ်ပေါ်ဝေဖန်မှုတွေကိုအပြင်းထန်နှိပ်ကွပ်နေတာပါ။ဘရင်စနစ်ကိုထိခိုက်ရေးသားတဲ့ website တွေကိုပိတ်ပင်ခဲ့တယ်လို့အဲ့ဒီအကြောင်းအရာတွေကို online ပေါ်မှာမျှဝေတဲ့သူတွေကိုလည်းဖမ်းဆီးအပြစ်ပေးခဲ့ပါတယ်။ တကယ်လို့ထိုင်းနိုင်ငံရဲ့ဥပဒေကိုချိုးဖောက်ရာရောက်နေတယ်ဆိုရင်တော့အဲ့ဒီ post တွေကိုဖယ်ရှားပေးဖို့အစိုးရရဲ့တောင်းဆိုမှုကိုအသေးချာစဉ်းစားပေးနေကြောင်း Facebook company ကပြောပါတယ် Facebook အချို့ page တွေကိုထိုင်းမျိုးသားရုပ်သံထုတ်လွှင့်မှုဆက်သွယ်ရေးကော်မရှင်နဲ့ Facebook တို့ပူးပေါင်းပြီးဖယ်ရှားခဲ့ပေမဲ့ထိုင်းနိုင်ငံမှာတော့တရားမဝင်ဘူးလို့သတ်မှတ်ထားတဲ့ post ပေါင်း130ကျော်ကိုမြင်နေရဆဲဖြစ်ပါတယ်ရှင် MCA သတင်းဌာနကနေဒီကနေ့ညနေထိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့ဒီမှာလည်းတခြားထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ MCA သတင်းဌာနရဲ့ထုတ်လွှင့်ပြီးသားရုပ်သံအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်အစာမျက်နှာပေါ်မှာတော့ MCNTV News မြန်မာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ထူးကျေးဇူးတင်ရှိပါတယ်။ကျွန်မကတော့မေတင်စာပါရှင်။